စစ်တပ်မျိုးပမာတရှိတဲ့ရခိုင်ကျေးရော်တွေကကျေးရော်သားတွေကိုစစ်ကောက်စီတက်ကအတန်းတမနေထောက်ထားပြီးပြည်သူတွေစေဘေးလျှောက်ဘဝနဲ့လူကိုစံခွန်နေရရှိမှာနေရင်ဒီကိုရော်လုံးချက်နှိမ်ပန်းဖြိုဖျက်ရောက်ရှာထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီနေရင်တွေဟာစစ်တပ်မျိုးဆေရုံးချက်တစ်ဖက်ကမှရှိတဲ့ရွှေပြည်သားကျေးရော်ရုံမှကျေးရော်ပိုက်ဆိုင်ကျေးရော်တွေကနေရင်တွေဖိတားတယ်လို့ကျေးရော်သားတွေကနေရင်စာကိုပြောပါတယ် မိဖတဲ့တသက်ဆူဆောက်ထားပြီးဆောက်ခဲတဲ့အင်ဟာစစ်ဘေးချောင်နေရတဲ့အရှင်ခနာလေးအတွင်းမှာပြုတ်ပြတ်တော့တာကြောင့်ဘဝတစ်ခုလုံးပျက်စီးသွားတယ်လို့ခံစားရတယ်လို့ကြည်တို့ရောမကြည်ရောကအမိမဖော်လို့တဲ့အမျိုးသမီးတယောက်ကပြောပါတယ်ပထမတော့စစ်ကောက်စီတက်ကမူဆန်တွေကိုဖြိုဖျက်ရောက်စားနေတာတွေကိုကြားခဲ့ရပြီးအခုတရော်လုံးဘာမှ မကြံတော့ဘူးလို့သူကဆိုပါတယ်စစ်တပ်မျိုးပေါ်မှာရှိတဲ့ကြည်ရောတွေကကြည်ရောသားတွေကို2024ခုနှစ် စတန်ဘာလဒုတိယအပတ်မှာစစ်ကောက်စီရဲ့အာဓမနေထောက်ခြင်းကိုခံခဲ့ရတာကြောင့်ရောဂိုစန့်ခေါ်ခဲ့ရပြီးစစ်တေမြူထေကဖွင့်တော်ကြီးကြောင်းတယ်နဲ့တခြားနေရာတွေမှာဖြစ်တယ်လို့နေထိုင်ခဲ့ရတာလို့သိရပါတယ်စစ်ကောက်စီဟာစစ်တေကိုအာရဟတက်တော်အေယဝင်ရောက်တိုက်ခိုက်လာမှာကိုအကြောက်ပြပြီးတော့စစ်တေမြူပြန်ပက်ပက်လေးမှာရှိတဲ့ရခိုင်ကြီးော်ကကြီးော်သားတွေကိုအတင်းအဓမ္မနေထောက်ပြီးနေအိမ်တွေကိုတအိမ်ပြီးတအိမ်ဖြိုဖျက်ရောက်စားနေတဲ့ဆိုတဲ့တဲ့တန်းတွေဟာကြည်ပြန့်စွာထွက်ပေါ်နေပါတယ်ခင်ဗျာ